အားလုံးပဲမင်္ဂလာပါရှင်။ခစ်တင်မန္တလေးသတင်းဌာနကနေနောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကမ္ဘောဒီးယားနိုင်ငံကကြားဖြတ်လုပ်ငန်းတွေမှာလည်းမြန်မာနိုင်ငံသားတွေလူကုန်ကူးခံနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်။အွန်လိုင်းကြားဖြတ်လိမ်လည်မှုလုပ်ငန်းတွေမှာမြန်မာစစ်တပ်ပါဝင်ပတ်သက်နေလို့ Facebook အရေးယူပေးဖို့နိုင်ငံတကာကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG ကတောင်းဆိုလိုက်ပြီးကမ္ဘောဒီးယားနိုင်ငံကကြားဖြတ်လုပ်ငန်းတွေမှာလည်းမြန်မာနိုင်ငံသားတွေလူကုန်ကူးခံနေရလို့ အွန်လိုင်းကခေါ်တဲ့အလုပ်တူတွေကိုအထူးစစ်ဆေးချဖို့တိုက်တွန်းလိုက်ပါတယ်အော်တိုဘလာ28ရက်နေ့မှာထုတ်လွှင့်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်းအစီအစဉ်မှာ NUG အစိုးရပြည်ထောင်စုဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကတိုက်တွန်းအသိပေးခဲ့တာဖြစ်ပါတယ်။အာဆီယံအဝန်အဝိုင်းသာမကပဲကမ္ဘာနိုင်ငံအားလုံးကိုဒုက္ခပေးနေတဲ့ online ကြားဖြန့်လိမ်လည်မှုလုပ်ငန်းတွေနဲ့မြန်မာစစ်တပ်ကောင်းဆောင်တွေပတ်သက်ဆက်နွယ်မှုရှိနေတယ်လို့အသိပေးသွားပါတယ်။တရုတ်မီဒီယာတွေမှာဖော်ပြတဲ့ကိုကက်နေချာဆောင်တက်ကောင်းဆောင်ဝေဆန်း ဝေဖွာညံရဲ့ထွက်ဆိုချက်တွေမှာစေအုပ်စုရဲ့ကာကွယ်မှုနဲ့ခွင့်ပြုချက်တွေရရှိခဲ့ကြတဲ့အောင်အွန်လိုင်းလေလံမှုစင်တာတွေကိုကာကွယ်ဖို့အတွက်လိမ်လည်ရရှိတဲ့ငွေရဲ့တစ်စိတ်တစ်ပိုင်းကိုစေအုပ်စုကိုပေးဆောင်ခဲ့ရကြတဲ့အထိပယ်တက်ရောက်တဲ့အချက်လက်တွေထွက်ဆိုထားတာကိုကြည့်ရင်အချမ်းဖတ်စစ်တပ်ဟာဒီလုပ်ငန်းတွေနဲ့ထိုက်ရိုက်ထားမှာမဟုတ်တွယ်ဝိုက်ပံပိုးမှုရှိကြောင်းတပ်တွေတွေကထင်ရှားတဲ့အတွက်နိုင်ငံတကာအတိုင်းဝိုင်းကဒီရစပွက်လောက်ရက်တွေကိုရက်တံဖို့စေအုပ်စုအပေါ်ယခုထက်ပိုပြီးပိတ်ဆို့အရေးယူဖို့လိုအပ်ကြောင်းတိုက်တွန်းပြောကြားလိုပါတယ်လို့ဦးနေဖုံးလကပြောပါတယ် ဒါပြင်မြန်မာနိုင်ငံသားတွေဟာကမ္ဘောဒီးယားနိုင်ငံဖက်ချန်းကိုလိမ့်လည်ခံရပြီးလူရောင်းဝယ်ခံရမှုအာဓမလှုပ်အားပေးစီခိုင်းခံရမှုလိမ့်ပိုင်းဆိုင်ရာအမျက်ထုတ်ခံရမှုတွေကိုအွန်လိုင်းကြားဖြင့်လိမ့်လည်မှုလုပ်ငန်းတွေမှာကျူးလွန်ခံရတယ်လို့အတည်ပြုသွားပါတယ်။ကုညီကယ်ဆယ်ပေးဖို့အတွက်လူကုန်ကူးခံရသူတွေစီကအကူအညီတောင်းစာတွေကိုမူရစေဝါနဲ့ရာဇဝတ်မှုဆိုင်ရာကုလသမဂ္ဂယုံ UNODC ကစက်တိုက်လက်ခံရရှိနေတာကိုသိရှိထားပြီးအကူအညီပေးဖို့လည်းတောင်းဆိုထားပါတယ်။ မြန်မာနိုင်ငံသားတွေအနေနဲ့အွန်လိုင်းကခေါ်တဲ့အလုပ်တွေကိုအထူးစီစစ်ပြီးမှအလုပ်သွားလုပ်ကြဖို့နဲ့ကြာဖြတ်နဲ့ပတ်သက်ပြီးအထူးသတိရှိကြဖို့သတိပေးသွားပါတယ်။စေကောင်စီလက်အောက်ခံနေချားဆောင်တက်တွေထိန်းချုပ်ထားတဲ့နေဆက်ဒေတာတွေအပါအဝင်မြန်မာနိုင်ငံကအွန်လိုင်းကြာဖြတ်လိမ်လည်မှုလုပ်ငန်းတွေ နေဆက်ဖြတ်ကျော်ရစွက်မှုကင်းတွေကိုနိုင်ငံတကာအတိုင်းဝိုင်းကဖြည့်ရှင်းဖို့ဂျူပန်ဆောင်ရွက်နေမှုတွေကိုလည်း NUG အစိုးရအနေနဲ့အတိမတ်ပြုပြီးဖူးပေါင်းဆောင်ရွက်ဖို့လည်းအမြဲအစဉ်သင့်ရှိကြောင်းသတိပေးသွားပါတယ်။ဒါပြင် NUG အနေနဲ့နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့မှုကင်းတွေတိုက်ဖြတ်ရေးဆိုင်ရာလုပ်ငန်းစဉ်တွေကိုထိရောက်စွာအကောင့်ထည့်ဖို့ဆောင်ရွက်နိုင်ဖို့အတွက်နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့မှုကင်းတိုက်ဖြတ်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ကိုဖွဲ့စည်းဆောင်ရွက်လျက်ရှိတယ်လို့ဆိုပါတယ်။ အွန်လိုင်းကြားဖြတ်လည်လည်မှုလုပ်ငန်းချုပ်ကိုစစ်တပ်ကဝင်ရောက်စီးနှင်းတရားအယောင်ပြဆောင်ရွက်ပြတာတွေကိုကြည့်ပြီးစစ်တပ်ရဲ့လှက်ကွက်ထဲမဝင်မိကြဖို့အရေးကြီးတယ်လို့ဦးနေဖုံးလကပြောပါရယ်။နေချားစောင့်တပ်တွေဟာမြန်မာစစ်တပ်ရဲ့လက်အောက်ခံတပ်တွေဖြစ်တာကြောင့်အွန်လိုင်းကြားဖြတ်လည်လည်မှုလုပ်ငန်းတွေရဲ့နောက်ကွယ်မှာမြန်မာစစ်တပ်ကောင်းဆောင်တွေထဲထဲဝင်ဝင်ပါဝင်ပတ်သက်မှုရှိနေပြီးနိုင်ငံတကာအနေနဲ့ဒါကိုသိမြင်ဖို့လိုအပ်ကြောင်းနဲ့ဒီအရေးမြစ်ကိုဖြတ်နိုင်မှအွန်လိုင်းကြားဖြတ်လည်လည်မှုလုပ်ငန်းတွေချုပ်ငိမ့်မှလို့လည်းအတည်ပြုသွားပါရယ်။ကျမိုက်တဲ့ရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။ ားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်